မိတ်ဆွေကစာသင်ငယ်ထဲမှာ presentation လုပ်ရတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့တမွေးကြောင်းလုပ်ငန်းထဲမှာကိုယ့်ဌာနရဲ့လှုပ်ဆောင်မှုတွေကို တင်ပြတဲ့အခါမှာပဲဖြစ်ဖြစ်လူများရှိမှစကားပြောတဲ့အချိန်တွေရှိတတ်ပါတယ်အဲ့ဒီအချိန်မှာဖိတ်ဆွေအနေနဲ့ကြောင်ရွံ့တာကိုပြောချင်တာကိုတိတိမိမိမပြောနိုင်တာလူတွေတုံ့ပြန်နေကုန်ပြီးဆော်ရွှေပြန်တက်တာစတဲ့ပြဿနာတွေရှိနေရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့လိုက်တွန်းလိုက်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့လူများရှိစကားပြောတဲ့နေရာမှာကြိုတင်ပြင်ဆင်နေတာတွေ ဆောင်ရွက်ဆောင်ရွက်တွေကိုပြည်ပြည်စုံစုံဖော်ပြပေးထားပါတယ်အမှန်တကယ်တော့ပိတ်သက်ရှိစကားပြောတဲ့အခါမှာဒါမှမဟုတ်ရင်လူများရှိမှစကားပြောတဲ့အချိန်မှာမိတ်ဆွေမှပြောရမယ့်ပတ်သက်ရင်မပြောမလဲစဉ်းစားပေးရမယ့်အုံတော့ရင်ပိတ်သက်ရှိမှရက်ပေးရမယ့်ရှက်တော့နှစ်ချောင်းရေပဲလိုပါတယ်အဲဒီတော့ပထမဆုံးအချက်ဖြစ်တဲ့ပဇက်ကြောင်းကနေပြီးတော့စာပြီးပြောလိုက်ရအောင်ပါစကားပြောတဲ့အခါမှာပဇက်တဲကစကက်လုံးတွေဟာဘယ်လိုပုံစံနဲ့ထွက်လာသလဲဆိုတာ အရေးကြီးပါတယ်။တချို့ကဘလုံးပထွေးနဲ့တချို့ကြတော့လေကိုစကားကိုတော့တည်တည်ဆဆကြားရရဲ့လားဆိုတဲ့ပုံစံမျိုးတွေပါ။ပြောချင်တဲ့အကြောင်းအရာကဘလောက်ပဲကောင်းကောင်းစကားအတန်အထွက်မကောင်းရင်ပရိသတ်စီပုံမရောက်တော့ပြောရတာအလကားဖြစ်သွားနိုင်ပါတယ်။နားတော်တဲ့သူအတွက်လည်းအကျိုးမရှိနိုင်ပါဘူး။အဲဒီရောစကားပြောတဲ့အခါမှာချင်းလင်းပီတာပြတ်သားစွာပြောနိုင်ဖို့ဟာသိကိုအရေးကြီးပါတယ်။လူစီယာကတော့အုံနောက်နဲ့ပတ်သက်တဲ့အပိုင်းပါ။ဟိုပြောချင်တဲ့စကားလုံးတွေကိုအုံနောက်ထဲကနေပြီးတော့အစီအစဉ်တကြားထွက်လာနိုင်ဖို့အတွက် ကျူတင်လေ့ကျင့်မှုတွေပြုလုပ်ထားရပါမယ်။ကျူတင်လေ့ကျင့်မှုဆိုတာကသိပ်ကိုအရေးကြီးပါတယ်။ယောဂနေမှာကပ်ပြားကြရထားလို့လို့မရပါဘူး။ပထမဦးစွာကိုပြောခြင်းတဲ့အကြောင်းအရာကိုပြည့်ပြည့်စုံစုံစဉ်းစားပြီးစာရွက်ထဲမှာရှာရေးထားရပါမယ်။အဲ့ဒါပြီးရင်တော့အပြောစပြီးလေ့ကျင့်ရပါမယ်။ပထမဦးဆုံးတော့ကိုရေးထားတဲ့ဟောပြောချက်တွေကိုကြည်ကြဲဖတ်ကြည့်လိုက်ပါ။ဘယ်စကားလုံးတွေမှာရှာလျှော့တယ်လဲ။အပြောအားထောက်တယ်လဲ။ဒါတော့လည်းသူမသိမကွဲဖြစ်နေသလား။တစ်ချိန်နှစ်ချိန်တွဲကြည့်ရင်အဆင်ပြေသွားမလားဆိုတာအစမ်းလေ့ကျင့်ပြီးပြောကြည့်ရပါလိမ့်မယ်။ အဆင်မပြေသေးဘူးဆိုရင်တော့နိဗ္ဗာန်ဒူတခြားစကားလုံးတွေနဲ့အစားထိုးတာအမှမဟုတ်ရင်နောက်တစ်မျိုးလည်းပြောတာမျိုးလောက်ကြီးတင်ပါတယ်အဲ့ဒီလိုအဆန်းပြောကြည့်တဲ့အခါမှာကိုပြောတဲ့စကားကိုအတန်ဖန်ပြီးပြန်နားထောင်တာမျိုးကမိတ်ဆွေတဲ့အများကြီးထောက်ကူပြုပေးပါလိမ့်မယ်စကားပြောရတာအဆင်ပြေသွားပြီချင်းလင်းပီတာစာပြောဆိုနိုင်ပြီဆိုရင်တော့တကယ်ပွဲမှာပြောရမယ့်ပုံစံတိုင်းစံပြောကြည့်ရပါလိမ့်မယ်အော်ဒီယိုစနဲ့တူတဲ့အရာတစ်ခုရဲ့နောက်မှာနေပြီးတော့အဲ့ဒီအပေါ်မှာမိုက်ခရိုဖုန်းနဲ့တူတဲ့ပစ္စည်းတစ်ခုကိုတင်ထားပါ ခုချိန်မှာမှန်ကြီးကြီးတစ်ချက်ထောင်ပြီးတော့ကိုယ်မှာဟောပြောမဲ့ပုံစံတိုင်းလိုကြည့်လို့ရပါပြီ။ဒီမှာတခုတတိထားဖို့ကတော့မိုက်ခရိုဖုန်းပါပဲ။ဝေးသွားရင်လည်းသူ့အแทကိုအတန်သိမ့်မဝင်ပါဘူး။ကိုယ်တန်ကိုပြိသက်လည်းမကြားရတော့ပဲရှင်းနေတတ်ပါတယ်။အဲ့တော့လေ့ကျင့်တဲ့အခါမှာအဲ့ဒီမိုက်ခရိုဖုန်းအတူကိုကိုယ်မဆက်နဲ့ရှောက်လက်မအကွာမှာရှိအောင်ချိန်ထားရပါမယ်။တတိယတစ်ချက်ကတော့ခြေချောင်းနဲ့ပတ်သက်တဲ့အပိုင်းပါ။စကားပြောတဲ့အခါမှာခြေချောင်းနဲ့ရှောက်ပုံမှာပဲတောင်းတောင်းကြီးရက်နေလို့မရပြန်ပါဘူး။အဲ့တော့လှုပ်ရင်ရှားရင်လည်းပြောရပါမယ်။ဒါပေမဲ့ အဲ့ဒီလိုလှုပ်ရှားပြီးပြောနေတဲ့တခြားလုံးမှာမိုင်းနဲ့ကိုယ်ပါစံကိုအနည်းဆုံး6လက်မှအလုံးစုံ8လက်မှထပ်ပိုမွေးသွားအောင်တော့တည်ထားရပါမယ်။အဒီလိုတည်မထားမီရင်တော့အတန်ကတိုးလိုက်ကျေလိုက်လုံးဝပျောက်သွားလိုက်နဲ့ပိတ်သက်လဲစိတ်ညစ်စရာဖြစ်သွားနိုင်ပါတယ်။စကားဟောပြောတဲ့ကိစ္စနဲ့ပတ်သက်လို့မိတ်ဆွေတွေကြီးမားတဲ့ပြဿနာတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့စင်ကြောက်တာပါပဲ။ပိတ်သက်ရှိစကားပြောရင်တုံတုံရင်ရင်ဖြစ်ရှင်တတ်တာကသဘာဝပါပဲ။ဒူးရီတုံးရင်နေခုံပြီးစောရွှေတွေပြန်တက်ပါတယ်။ အဲ့ဒီနီလန်းကတော့ audio စင်ကိုလက်နက်ပတ်နဲ့တင်းတင်းဆုပ်ထားပြီးပြောရပါမယ်။အားကြောင့်လဲဆိုတော့မိစွေကကြောက်စိတ်ကြောင့်တုံနေတုံတဲ့အတွက်ကိုကိုကိုယုံကြည်မှုနေရတယ်။ကိုကြောက်လာတယ်။လုံနာကိုဖန်ထားနိုင်လိုက်တဲ့အခါမှာတော့ကြောက်စိတ်ကယုံမသွားတာဘူးမလာပါဘူး။ဒါဆိုရင်ကြောက်စိတ်ဘာကြောင့်ဖြစ်လာလဲဆိုတာကိုစဉ်းစားကြည့်ရအောင်ပါ။ကြောက်စိတ်ကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းကတော့ဒီပရိသတ်ကြီးဟာငါတယောက်တည်းကိုပဲစူးစိုက်ကြည့်နေပါလားဆိုတဲ့အတွေ့အကြုံပဲဖြစ်ပါတယ်။အဲ့ဒီအတွေ့ကိုဖြေရှင်းဖို့အတွက် မိတ်ဆွေရဲ့စိတ်ထဲမှာအခုလိုတွေးထားနိုင်ပါတယ်။ဒီလူတွေကငါမိတ်ဆွေတွေငါကိုတိုင်းနာတစ်ခုတည်းရောအထင်ကြီးတဲ့သူတွေသူတို့ကိုကြောက်စရာမလိုဘူး။ဒီရင်နီးနီးခင်ခင်မင်းမင်းပြောဖို့ပဲလိုတယ်။စသဖြင့်တွေးထားလို့ရပါတယ်။နောက်ထပ်အနည်းငယ်တစ်ခုကတော့အချိန်မှာတယောက်စီကိုပဲကြည့်ပြီးတော့အဲ့ဒီလူကိုပြောနေတယ်လို့မျိုးသဘောထားပြီးပြောလို့ရပါတယ်။ဒီတက္ကနာမှာဒီတယောက်ကိုဥပ္ပီပြောတော်တော်ကြာတော့နောက်တယောက်ကိုကြည့်ပြီးပြောရပါမယ်။အထူးသဖြင့်အတတ်တရောနားထောင်တတဲ့အမှုရာမျိုးရှိဒီကိုဥတီပြောတာကအကောင်ဆုံးပါပဲ။ ဒီနည်းငယ်လဲပြောရတာပေါ့ပေါ့ပပလုံးလည်းခုခုဖြစ်သွားနိုင်ပါတယ်အခုကျွန်တော်ပြောသွားတာတွေကဥပ္ပိုလ်မတိမတာလဲစားတဲ့နည်းတွေပဲရှိပါသေးတယ်ဒါတွေထက်ပိုပြီးတော့ဥပ္ပိုလ်ယုံကြည်မှုပေးနိုင်တဲ့နည်းအံသုံးခုရှိပါသေးတယ်အဲ့ဒါတွေကတော့နံပါတ်1ကြိုတင်ပြင်ဆင်မှုပဲဖြစ်ပါတယ်ပေါ်ပြောနေကြလူတွေတောင်မှကြိုတင်ပြင်ဆင်မှုမရှိရင်စိန်ပေါ်မှာအုန်းနည်းခွန်းနည်းဖြစ်တတ်ပါတယ်ကြာကြာနာနာကြိုတင်ပြင်ဆင်ထားမယ်ဥမာပြောစရာအကြောင်းအရာခိုင်ခိုင်မာမာရှိနေတယ်လို့လည်းယုံကြည်ထားမယ်ဆိုရင် လူရှိထွက်ရတာပိုရဲရဲဝံ့ဝံ့ရှိပါတယ်။ကိုကတည်တည်ဆဆပြင်ဆင်ပြီးပြောတာနှစ်ကျင်သုံးကျင်လောက်ရှိပြီ။ပိသက်စီကအလကုတ်အော်ပါနဲ့အတိမတ်တိပူတွေနှစ်ဝါခီရှိမွန်ပြောစုံမှုတွေကိုလည်းနှစ်ကျင်သုံးကျင်လောက်ရပြီးပြီဆိုရင်တော့ပိသက်ရှိစကားပြောသမားရဲ့ကြီးမားဆုံးသောတောင်ကိုကြော်နိုင်ခဲ့ပြီလို့ဆိုရပါလိမ့်မယ်။ကိုမှလူများနားတော်ကျင်တဲ့စကားတွေရှိနေရဲ့။ကိုယူစာကိုတွေ့ကြုံကိုကြားချင်းသိချင်တဲ့ဆိုတာသိကိုပီတီဖြစ်စရာကောင်းပါတယ်။ဘာလို့ပြောသမားတယောက်ရဲ့အမြင်မှားဆုံးဆန္ဒကတော့အဲ့ဒီပီတီကိုခံစားကြည့်နူးတာပါပဲ နံပါတ်2အချက်ကတော့ AU လေသိန်းအဖြတ်တောက်ပေးစာပဲဖြစ်ပါတယ်။ဝါကျတခုကိုအမော်တကောနဲ့မဆပါနဲ့။ပထမဦးစွာအသက်ကိုဝအောင်ရှူပြီးတော့ဝါကျတချောင်းလုံးဝါကျရှည်ကြီးတစ်ခုလုံးရဲ့ခွဲခွဲလို့ကောင်းတဲ့အစိပ်ပိုင်းတစ်ခုလုံးကိုအသက်အနည်းငယ်မှန်မှန်နဲ့ထောက်လျှောက်ဖတ်တာ။ပြီးတော့အသက်ပြန်ရှူ။နောက်တစ်ချက်ဖက်အဲ့ဒီလိုမျိုးစမ်းသက်လေ့ကျင့်ကြည့်တင်ပါတယ်။ဒါမျိုးကတယောက်တည်းလေ့ကျင့်နေတာတဲ့။ပိတ်သက်ရှိမှပြောရင်ဆိုရင်လေ့ကျင့်တဲ့အခါမှာပိုပြီးထိရောက်ပါတယ်။ပိုပြီးတော့နင်းနင်းငယ်ငယ်တို့တတ်မှုရှိပါတယ်။ စကားပြောရမှာအရေးကြီးတဲ့နံပါတ်၃အချက်ကတော့ပြိသက်ကိုရှေ့ခင်လေးစားမှုရှိဖို့ပဲဖြစ်ပါတယ်။သိတော်တဲ့အဟောမျိုးသမားတွေဟာကိုကပြိသက်ထဲပို့တော်တဲ့ကိုသိတယ်ဆိုတဲ့လေးတဲ့မျိုးနဲ့ဘယ်တော့မှပြောလို့မရှိပါဘူး။သူတို့တွေဟာပြိသက်ရဲ့စိတ်ဝင်စားမှုနဲ့ဉာဏ်ရည်စင်တဲ့ကိုလေးစားကြပါတယ်။ပြိသက်ကိုတင်ပြီးပြောလို့ရှိပါတယ်။ပြိသက်ကိုသူတို့ပြောချင်တဲ့အကြောင်းအရာနေပေတဲ့ကိုရောက်လာအောင်စွဲပေါ်တတ်ပါသေးတယ်။ပြိသက်တွေအလုံးရဲ့မျက်လုံးကကိုယ်စီမှာလာစုမိနေတယ်။အခါလုံးရှောင်းတဲ့တတ်မှမကြောက်ဘူးဆိုရင်တော့အောက်ပြောသူတို့အတွက်သိတ်ကိုအောင်မြင်နေပြီလို့ ပြောလို့ရပါတယ်။အဲ့ဒါဆိုရင်တော့အချိန်မပြတ်အဆက်ပြောလို့ရပါပြီ။ခြောက်ဆိုးတဲ့သူကဆိုစကားပြောတဲ့သူကပြောဆိုရင်တော့ပိတ်တဲ့နယ်ကိုနဲ့တခြားစီဖြစ်နေပါပြီ။ပိတ်တကားကိုနဲ့ပါမပါ။တနည်းအားဖြင့်အပြောမှုတကူအောင်မြင်မအောင်မြင်ဆိုတာကတော့နှုတ်ဆွမ်းရည်ပေါ်မှာမူတည်နေတယ်လို့အပြောပွဲတပွဲချင်းအတွက်ကိုယ့်ဘက်ကဘယ်လောက်ပြင်ဆင်ခဲ့တယ်လဲ။ပိတ်တဲ့ဘောကိုဘယ်လောက်လေးစားမှုထားခဲ့တယ်လဲဆိုတဲ့အချက်တွေပေါ်မှာလည်းအများကြီးမူတည်နေပါတယ်။ပြည်တော်တဲ့အဟောပြောသမားတွေရဲ့နောက်ထပ်ရည်သွေးတစ်ခုကတော့ ကိုဟောပြောတဲ့ပြည်သက်တွေလုပ်ဖို့ကံပဲတွေစီကနေပြီးတော့ပညာရအောင်ယူတဲ့ရှင်ပဲဖြစ်ပါတယ်ပထမပိုင်းမှာဟောပြောမယ်ဒုတိယပိုင်းမှာပြည်သက်တွေလုပ်ဖို့ကံပဲတွေရဲ့မြင်းမြင်းချက်တွေကိုစွန့်နေတည်ကြမယ်ဆိုတဲ့အစီအစဉ်မျိုးလုပ်တတ်ကြပါတယ်အဲဒီလိုလှုပ်ရှားဖြစ်အခုကကိုမစင်းစားမိတဲ့အချက်လက်တွေပုံပြီးတည်လာပါတယ်အရှုပ်ကိစ္စတွေကိုကိုကခပ်ပေါ်ပေါ်ထားပေးမယ်လူအများအတွေတိတ်လေးနဲ့နေတယ်ဆိုတာမျိုးတွေတော့တွေ့ရတတ်ပါတယ်အခါတည်းလေမာခုယူစားရလုံးဝမှားနေတာသိရပါတယ်အဲဒီတော့အငင်းမျက်စိကွင်းနားစင်ထားတဲ့လူမျိုး ဘေးရမဆိုးငါတိရပြေဆုံးပြီလို့သဘောမထားပဲနဲ့ကိုမတိသေးရမှတ်တယ်များတည်ယူမှာပဲဆိုတဲ့လူစားမျိုးဆိုရင်တော့ဒီလိုဟောပြောရင်းဆွေးနွေးဖြေကြရင်းကပဲလူတကာရဲ့အတွေးမြင်တွေဗဟုသုတတွေကိုပါစူးစီးရယူပြီးတော့ကိုပြောချင်တဲ့အကြောင်းအရာနဲ့ပတ်သက်လို့မတိတာမရှိဆိုရလောက်အောင်နှမ်းဆက်ပြေဆုံးသူဖြစ်လာမှာအသေးချာပါပဲဒီရှိပေးသွားတဲ့ပြည်သက်ကြီးအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ပတ်မှာလည်းပေးစုလူအောင်မြင်မှုအတွက်အထောက်အပံ့မဲ့ဗီဒီယိုလေးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်